ကယ်တော့မြူရီလုပ်ငန်းတုံးကိုဒီချိန်နဲ့တူတူဆက်ပြီးတော့လေ့လာကြအောင်เนาะကဲလုပ်ငန်းတုံးလေးမှာဒီချိန်ကမေကုံးလေးဖတ်ပြပေးမယ်လုပ်ငန်းတုံးမှာပေးထားတဲ့ပစ္စည်းတွေကိုတဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေအလိုက်ဇယားမှာတဲ့ဖြည့်ကြည့်အောင်ကဲဘာပစ္စည်းလဲဆိုတော့တောက်မီတို့ပုံလေးကိုကြည့်လိုက်ပါဦး အုံလေးကိုကြည့်မယ်ဘာပစ္စည်းတွေလဲဆိုတာအဲ့တော့ပစ္စည်းတွေကိုကြည့်ပြီးတော့ဇာတ်မှာတည်ချင်တဲ့တူဖြည့်ကြည့်မယ်နော်ဟုတ်ပြီတွေ့လားပုံထဲမှာဟုတ်တယ်ရေတံမှုတွေ့တယ်ကမာဘူးတွေ့တယ်ဖန်ခွက်တွေ့တယ်ဟောပြီးကျောင်းအင်းကြီးဝတ်စုံတွေ့တယ်စပွဲကုံတွေ့တယ်ဟောပြီးတော့ဖနက်တွေ့တယ်ဟုတ်ပြီအဲ့ပစ္စည်းတွေကဘာရင်းနဲ့ပြုလုပ်ထားတာလဲ ောက်သမီးတို့သိရမယ်နော်ပစ္စည်းကဘာရင်းနဲ့ပြုတ်ထားတာလဲဟုတ်ပြီဒီချဲကပြောပြပေးမယ်ဟုတ်ပြီရေဘူးဆိုရင်ဘာနဲ့ပြုတ်ထားတာလဲလတ်စတီနဲ့ပြုတ်ထားတာမှတ်ထားမယ်နော်ပြီးရင်ဒီချဲနဲ့တူတူဇာတ်မှာဖြည့်ရမှာဟုတ်ပြီကမာဘူးကမာဘူးဆိုရင်ရောဘာနဲ့ပြုတ်ထားတာလဲတတ်ထုနဲ့ပြုတ်ထားတာဟုတ်ပြီဖန်ခွက်ခွက်ဆိုရင်ရောဘာနဲ့ပြုတ်ထားတာလဲဖန်နဲ့ပြုတ်ထားတာ ဟုတ်ပြီသပွဲခုံသပွဲခုံကရောဘာနဲ့ပြုလုပ်ထားလဲတစ်သားနဲ့ပြုလုပ်ထားတာကဲဖနက်ဖနက်ဒီထဲမှာမြင်ရတဲ့ဖနက်ကတော့ဘာနဲ့ပြုလုပ်ထားလဲဆိုရင် rubber နဲ့ပြုလုပ်ထားတဲ့ဖနက်ဖြစ်တယ်เนาะကဲနောက်ဆုံးကြောင်းဝတ်ဆုံးအင်ကြီးကတော့ဒီချေကိုဘာနဲ့ပြုလုပ်ထားလဲဆိုရင်ပိတ်စနဲ့ပြုလုပ်ထားတယ်ကဲအဲဆိုရင်ပုံထဲမှာပြထားတဲ့ပစ္စည်းတွေကဘာရင်နဲ့ပြုလုပ်ထားလဲဆိုတာကိုတောင်းပြီးတော့သိပြီเนาะ ။ကဲအဲ့ဆိုရင်ဒီချိန်နဲ့တူတူဇရားလေးမှာဖြည့်ကြည့်အောင်။ကဲဇရားနဲ့မှာ तू အကွက်လေးပေးထားတယ်။တစ်သား၊ပလတ်စတစ်၊ရာဘာ၊ပိတ်ဆတတ်ထုဖမ်းဆိုပြီးပေးထားတယ်။တစ်သားနဲ့ပြစ်လုပ်ထားတာဘာပစ္စည်းဖြစ်မလဲ။ဟုတ်တယ်ဇပွဲကုံ။အဲ့ဆိုရင်တစ်သားဆိုတဲ့ဇရားခွဲအောင်မှာတောက်တူမီတို့ကဇပွဲခုံဆိုပြီးတော့ရေးပြီးနော်။ဟုတ်ပြီ။နောက်တစ်ခုပလတ်စတစ်တဲ့ဒီချိန်ကပြောလိုက်တယ်။ပလတ်စတစ်ကဘာဖြစ် ဟုတ်တယ်ရေဘူးเนาะအဲ့ဆိုရင် plastic ရဲ့ဇရာရဲ့အောက်မှာဒါတို့မျိုးကရေဘူးဆိုပြီးတော့ရေးပြီးမယ်เนาะဟုတ်ပြီ rubber ကဲ rubber နဲ့လုပ်ထားတာဘာပစ္စည်းလေးဖြစ်မလဲအာတော်လိုက်တာဟုတ်တယ်ဒီချက်ခုနပြောပြသွားရင်เนาะ rubber နဲ့လုပ်ထားတာဖနက်เนาะသူ rubber ဖနက်လို့အဲ့ဆိုရင် rubber ဆိုတဲ့ဇရာကွက်ထဲမှာဖနက်လို့ရေးပြီးเนาะကဲနောက်တစ်ခုပိတ်စား ိတ်ဆက်နဲ့လုပ်ထားတာဘာဖြစ်စည်းဖြစ်မလဲဟုတ်တယ်ចောင်းဝတ်စုံเนาะចောင်းဝတ်စုံအင်းကြီးကဲနောက်တစ်ခုတတ်ထုတတ်ထုနဲ့ပြုလုပ်ထားတာဘာဖြစ်စည်းဖြစ်မလဲပြောကြည့်ပါဟုတ်တယ်ကမာဘူးအဲ့ဆိုရင်တတ်ထုရဲ့အောက်မှာကမာဘူးလို့ရေးပြီเนาะကဲနောက်ဆုံးဖန်ကဲဒီထဲမှာဖန်နဲ့လုပ်ထားတာဘာဖြစ်စည်းဖြစ်မလဲ ဟုတ်တယ်ဒီမှာဖန်ခွက်အဲ့တော့ဖန်ဆိုတဲ့ဇယောက်ွက်လေးအောက်မှာဖန်ခွက်ဆိုပြီးတော့ရေးပြပါကဲတောက်သမီးတို့ကဘာပစ္စည်းတွေကဘာရင်နဲ့ပြုလုပ်ထားလဲဆိုတာကိုသိပါပြီเนาะဟုတ်ပါပြီကဲအဆိုရင်ဒီ channel အတူတူလုပ်ငန်းလေးကိုစပ်ပြီးရေးလာကြမှာเนาะ